နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့1982ခုနှစ်ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးတပ်ဖွဲ့အတွင်းလူမျိုးတုံးတပ်ဖြတ်မှုအပေါ်တရားဝင်တောင်းပန်ဖို့နဲ့ရော့ကျင်းငွေအမေရိကန်ဒေါ်လာ၄ဒသမ၅ဘီလီယံပေးဖို့ဘင်္ဂလားဒေ့ရှ်ကပါကစ္စတန်ကိုတောင်းဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကိုအလေးအပတ်ရောက်ရှိနေတဲ့ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးနဲ့ဒါကာမြို့မှာတွေ့ဆုံပြီးတဲ့နောက်အချင်းရှုပ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာန အတွန်းဝင်ကအခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့တာပါပါကစ္စတန်နိုင်ငံဂျာယေးဝင်ကြီးနဲ့ကြော်တာပတိနဲ့ဓာကာမှာတွေ့ဆုံတဲ့အချိန်နှစ်နိုင်ငံအကြားဆက်ဆံရေးခိုင်မာစေဖို့ဒီလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါအပြင်သမိုင်းအရဖြည့်ရှင်းဖို့ကြံနေသေးတဲ့ဘင်္ဂလားဒေ့ရှ်မှာတောင်းတင်ကြံနေခဲ့တဲ့ပါကစ္စတန်နိုင်ငံသားတွေကိုနေရပြန်ပို့ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံကရာသစ်နဲ့နိုင်ငံတော်ပိုင်းဥစ္စာဝေစုခွေးဝေရရှိရေး 1980ခုနှစ်ကမုံတိုင်းကြောင့်နိုင်ငံတကာကဒေါ်လာသန်း200ထောက်ပံ့ငွေကိုပြန်လည်လွှဲပြောင်းပေးရင်းနဲ့1982ခုနှစ်စစ်ပွဲတွေအတွင်းလူမျိုးတုံးတက်ပြတ်မှုတွေအတွက်တရားဝင်တောင်းပန်ရေးတို့ကိုတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။အဲဒီပြဿနာတွေကိုဖြေရှင်းဖို့ရည်ရွယ်ချက်ရှိပြီးအနာဂတ်အစည်းအဝေးတွေမှာဆက်လက်ဆွေးနွေးဖို့ကိုဆန္ဒရှိတဲ့အကြောင်းပါကစ္စတန်နိုင်ငံသားယူဝင်ကြီးကလည်းမှတ်ချက်ပြုခဲ့တယ်လို့သိရှိရပါတယ်ရှင်။